အဖြူအမဲဓာတ်ပုံတွေကို AI အသုံးပြုပြီးတော့ကာလာသွင်းတဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်္ကန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထုံးပါ။ဒီရက်သင်္ကန်းစာလေးမှာဆိုရင်တော့ကျွန်တော်တို့ အဖြူအမဲဓာတ်ပုံတွေဒါမှမဟုတ်ပုံဟောင်းတွေပေါ့နော်ကျွန်တော်တို့ဟိုးအရင်တုန်းကရှိခဲ့တဲ့ပုံတွေဓာတ်ပုံတွေမှာကျွန်တော်တို့ကအဖြူအမဲကာလာလေးတွေဖြစ်နေတဲ့တဲ့အဲ့ဒီကာလာလေးတွေကိုကိုကအယောင်တွေထည့်ကျင်တဲ့အကောင်မှာဆိုရင်ကျွန်တော်တို့ Photoshop software ကိုတုံးပြီးတော့မှထည့်တယ်ဆိုရင်တော့ကျွန်တော်တို့အသေးစိတ်လိုက်ပြီးတော့မှပြုပြင်နေရတဲ့အတွက်ကို့အတွက်အချိန်တွေကျွန်တော်တို့အရန်ကြာမှာဖြစ်ပါတယ်ဒီတော့အခုခေတ်မှာတော့ကျွန်တော်တို့က AI နည်းပညာတွေပေါ်လာပြီးဖြစ်တဲ့အတွက်အဖြူအမဲဓာတ်ပုံတွေကိုကာလာသွင်းကျင်တဲ့အကောင်မှာကျွန်တော်တို့စက္ကန့်ပိုင်းလေးပဲ ကြပါတော့တယ်။ဒီတော့ကျွန်တော်တို့က AI ကိုအသုံးပြုပြီးတော့အဖြူမဲ့ဓာတ်ပုံတွေကိုကာလာသွင်းမှာဖြစ်တဲ့အတွက်အရင်ဆုံးကိုယ့်ရဲ့ကွန်ပျူတာလေးမှာအင်တာနက်ချိတ်ပေးထားရပါမယ်။ပြီးရင်တော့ကျွန်တော်တို့က browser လေးတစ်ခုခုဖွင့်ပေးရပါမယ်။ကျွန်တော်ကတော့ဒီမှာက Chrome browser လေးနဲ့ပြပေးသွားမှာဖြစ်တဲ့အတွက် Google Chrome browser လေးဖွင့်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ search bar ထဲမှာ google.com ဆိုတဲ့အထည်ကိုကျွန်တော်တို့အရင်ဆုံးဝင်ပေးလိုက်ပါမယ်။ပြီးရင်တော့ enter လေးခေါက်မယ်။ ြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ Google ရဲ့ search bar လေးမှာကျွန်တော်တို့ရိုက်ထည့်ပေးရမယ် AI website နာမည်လေးက PALE PALEDDE.fn ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်ကျွန်တော်တို့စလုံးပေါင်းလေး꿰လာမသိဘူးเนาะကျွန်တော်တို့ချက်လာမြင်ကွင်းလေးချက်ပြပေးသွားပါမယ်ကျွန်တော်တို့ရိုက်တဲ့ပေးရမယ် AI website နာမည်လေးက PALETDE.FM ဆိုပြီးတော့မှကျွန်တော်တို့ရိုက်တဲ့ပေးရပါမယ် ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအန်တာလေးခောက်ပေးလိုက်ပါမယ်။အန်တာခောက်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့လင်လေးပေါ်လာပါလိမ့်မယ်။ Color Right Photo Trim Free ဆိုတဲ့ဒီကကျွန်တော်တို့ကအပေါ်ဆုံးမှာရှိနေတဲ့လင်ထဲကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့သူကအခုလိုမျိုးလေးသူကလော့ရင်ဝင်ခိုင်းပါလိမ့်မယ်လော့ရင်ဆိုတာလေးကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့ Gmail account လေးနဲ့ကျွန်တော်တို့လော့ရင်ဝင်လိုက်လို့ရပါတယ်ဒါလေးကျွန်တော်တို့ကပြီးသွားပြီဆိုရင်တော့အဖြူအမဲတက်ပုံလေးတွေကို ကာလာထည့်ဖို့ရာအတွက် step for freeze freeze ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ upload new image ဆိုတဲ့နေရာလေးတွေ့ရပါလိမ့်မယ်။ဟောဒီရဲ့နေရာလေးမှာကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်ပါမယ်။ click နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကိုပြုတ်ပြင်ခြင်းနဲ့အဖြူအမဲဓာတ်ပုံတွေကိုပြုတ်ပြင်ပြောင်းလဲလို့တဲ့အဖြူအမဲပုံလေးတွေကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ကတော့လက်ရှိကျွန်တော်ရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့ အဖြူအမဲဓာတ်ပုံတင်ထားတဲ့နေရာလေးကိုသွားလိုက်ပါမယ်ဒီတော့ကျွန်တော်တို့ Photoshop CC 2020 color ထဲက design ဆိုတဲ့အထဲမှာကျွန်တော်တို့အဖြူအမဲဓာတ်ပုံလေးတွေရှိပါတယ်ကျွန်တော်နမူနာအနေနဲ့တစ်ချက်လောက်ပြပေးသွားပါမယ်ဟုတ်ကဲ့ဒီမှာเนาะ ဒီရက်ဓာတ်ပုံလေးကကျွန်တော်တို့ကအဖြူအမဲဓာတ်ပုံလေးဖြစ်တယ်ဒီဓာတ်ပုံလေးကိုကျွန်တော်တို့ကကာလာအယောင်ထဲမှာဖြစ်တဲ့အတွက်သူ့ကိုဆက်လက်လေးမှတ်ပါတယ် open ဆိုပြီးတော့မှနှိပ်လိုက်ပါမယ် open လောက်လိုက်တာနဲ့တပြိုင်တည်းဟောဒီမှာကျွန်တော်တို့ AI ကနေပြီးတော့မှသူ့လိုလိုကျွန်တော်တို့ကာလာလေးထည့်ပေးနေပါလိမ့်မယ်ခဏလေးကျွန်တော်တို့စောင့်လိုက်တာနဲ့တပြိုင်တည်းဒီဘက်မှာကကျွန်တော်တို့ original ဓာတ်ပုံလေးရှိမယ် ဒီဘက်ဘေးလေးမှာကျွန်တော်တို့ကဒီမှာသူကာလာအယောင်လေးထည့်ပေးသွားတာကျွန်တော်တို့စက္ကန့်ဘိုင်းလေးအတွင်းမှာပဲဓာတ်ပုံတစ်ပုံလုံးကိုသူကကာလာလေးတွေထည့်ပေးသွားတာဖြစ်ပါတယ်ဒီတော့ဒီဘက်ဘေးလေးမှာလည်းကျွန်တော်တို့ကကိုကြိုက်နဲ့တက်တဲ့ကာလာအယောင်လေးတွေကိုအားလုံးကျွန်တော်တို့ကထည့်လို့ရပါတယ်ဒီဘက်ဘေးကဓာတ်ပုံထဲမှာပါနေတဲ့ကာလာအယောင်ကိုမကြိုက်ဘူးဆိုရင်ဒီဘက်တွေမှာနှိပ်ကြည့်လို့ရတယ်အဲလိုကီလေးကျွန်တော်တို့ကနှိပ်ပြီးတော့မှဒီဘက်ဘေးလေးတွေမှာလည်းကျွန်တော်တို့ကာလာတွေအများကြီးပဲကျွန်တော်တို့ရှိပါတယ် ကိုကြိုက်နဲ့တက်တဲ့ကာလာအယောင်ပုံစံလေးတွေကိုရွေးချယ်ပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရပါတယ်။ဟာဒီတဲကနေပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကျကာလာဓာတ်ပုံလေးကျွန်တော်တို့ရသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ကျွန်တော်တို့ download ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ်။ download ဆိုတာလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ download တာကနေပြီးတော့တစ်စင်ဒီမှာ download လေးဆွဲသွားပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ download ဆွဲသွားတဲ့ဓာတ်ပုံလေးက ဘယ်နေရာမှာရောက်သွားလဲသိကျင်နေဆိုရယ်နော်ဒီမှာကျွန်တော်တို့ရှိနေတဲ့ folder ပုံစံလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ပြီးတော့မှအဲကြည့်လို့ရပါတယ် folder လေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ download ဆိုတဲ့အထဲကိုကျွန်တော်တို့ရောက်သွားပါလိမ့်မယ်ဟောဒီရဲ့နေရာလေးမှာကျွန်တော်တို့က download ဆိုတဲ့နေရာလေးမှာအဖြူအမဲဓာတ်ပုံလေးတွေကိုသူက color twin ပြီးသားပုံလေးရရှိသွားပြီဖြစ်ပါတယ် သူ့မှာကျွန်တော်တို့က double click နဲ့ပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီရဲ့ website လေးရဲ့အားနည်းချက်လေးတခုသွားပြီးတော့တွေ့ရပါတယ်။ဘာလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ website နာမည်ကြီး watermark ကြီးကျွန်တော်တို့ပါနေတာကိုတွေ့ရပါတယ်။ဒီတော့ကျွန်တော်တို့ကဓာတ်ပုံတွေကို color သွင်းတဲ့အခါမှာသူတို့ရဲ့ website watermark ကြီးပါနေတဲ့အတွက်ကျွန်တော်တို့အသုံးပြုရတာသိပြီးတော့အဆင်မပြေဘူးပေါ့နော်။ဒီတော့ဒီလိုမျိုးကျွန်တော်တို့က watermark တွေပါနေတဲ့အခါမှာဆိုရင်လည်း ဝါတာမတ်တွေကိုအလွယ်တကူဖြောက်ပေးလို့ရတဲ့ AI website လေးတစ်ခုထပ်ပြီးတော့မှရှိပါသေးတယ်။ဒီတော့ဒီရဲ့ပါနေတဲ့ဝါတာမတ် logo ကြီးကိုကျွန်တော်တို့က AI သုံးပြီးတော့ပဲထပ်ပြီးတော့မှဖြောက်ခိုင်းမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ကဖြောက်ချင်တာဖြစ်တဲ့အတွက်နောက်ထပ်ကျွန်တော်တို့ဝါတာမတ်ဖြောက်ဖို့ရာအတွက်ဝင်ပေးရမယ်။ AI website လေးတွေကိုဆက်ပြီးတော့မှသွားလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာတက်လေးတစ်ခုထပ်ပြီးတော့မှတိုးလိုက်မယ် DA ကျွန်တော်တို့ကနံပါတ်လေးက AVA ITE ထောက်ကွန်းဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ်ကျွန်တော်တို့ရိုက်ထည့်ပေးရမယ့်နာမည်လေးက avaide.com ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့က enter လေးခောက်ပေးလိုက်ပါမယ် enter ခောက်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးနေရာလေးကိုသူကရောက်သွားပါလိမ့်မယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က water map တွေကိုဖြောက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ two ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပြီးတော့မှ water map remover ဆိုတဲ့အထည်ကိုကျွန်တော်တို့သွားပေးရမှာဖြစ်ပါတယ် ဒီရဲ့နေရာလေးကျွန်တော်တို့မြင်ရလားမသိဘူးเนาะကျွန်တော်တို့တူးတဲ့ဘဝင်မယ် water mat remover ဆိုတဲ့အထဲကိုကျွန်တော်တို့ကကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်ဟောဝင်လိုက်တာနဲ့တပြိုင်တည်းဒီရဲ့ကျွန်တော်တို့ avinte ဆိုတဲ့ website လေးကကျွန်တော်တို့ water mat တွေကိုအလွယ်တကူသူကဖျောက်ပေးနိုင်တဲ့ ဝက်ဆိုက်လေးတစ်ခုဖြစ်တဲ့ပုံတွေကိုလည်းသူဟာကြီးလင်းပြသမှုလေးအကောင်းအောင်ပို့ပြီးတော့မှလှုပ်ဆောင်ပေးနိုင်တဲ့ AI ဝက်ဆိုက်လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီရဲ့ဝက်ဆိုက်လေးကိုအသုံးပြုပြီးတော့လည်းမှောင်းနေတဲ့ဓာတ်ပုံတွေကိုကြီးလင်းပြသအောင်ပြုလုပ်တဲ့နီလန်းဆိုပြီးတော့လည်းကျွန်တော်ရဲ့ YouTube channel လေးထဲမှာကျွန်တော်မျှဝေပေးထားတာလေးရှိပါတယ်ပေါ့နော်အဲ့တော့အခုဒီမှာကျွန်တော်တို့က water map ပါနေတဲ့ဓာတ်ပုံလေးတွေကိုဖျောက်ချင်တာဖြစ်တဲ့အတွက် choose a photo ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ် ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က download ဆိုတဲ့ထဲကိုဝင်ပြီးတော့အစောနောက်ကကျွန်တော်တို့ဒီမှာအဖြူမဲ့ဓာတ်ပုံတွေကို color twin ထားတဲ့ထဲမှာ water map တွေပါနေတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကဖြောက်လိုက်ပါမယ်။ဒါကြောင့် select လေးပြင်မယ်။ open ဆိုပြီးတော့မှနှိပ်လိုက်ပါမယ်။ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်။ဟောခဏလေးစောင့်လိုက်တဲ့တပြိုင်လေးဒီပုံလေးကကျွန်တော်တို့ပေါ်လာပါတယ်။ဒီတော့ကျွန်တော်တို့ကဒီမှာ water map စက်တန်းလေးဖြောက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ mouse pointer လေးမှာ brush ပုံစံလေးကျွန်တော်တို့ဝယ်နေပါတယ်။မောင်ရဲ့လက်ကလစ်လေးနဲ့ကျွန်တော်တို့ကကိုဖြတ်ချင်တဲ့နေရာလေးတွေကိုအခုလိုမျိုးလေးကျွန်တော်တို့ဖိဆွဲလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ remove ဆိုတာလေးလုပ်လိုက်။ဟော processing ဆိုပြီးတော့မှကျွန်တော်တို့အခုလိုမျိုးလေးအတန်းလေးပြေးသွားပါလိမ့်မယ်။ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်။ခဏလေးစောင့်လိုက်တဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဆိုရင် water mat စတန်းလေးက auto ကျွန်တော်တို့ဖြောက်ပေးသွားတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ကဒီမှာစတန်းလေးတော့ဖြောက်ပြီးသွားတာမှန်တယ်ဒီမှာကျွန်တော်တို့ဝါတာမတ်ပုံကြီးပါနေသေးတယ်ဒီကကျွန်တော်တို့ကအမဲရောင်လေးတော့အကြောင်းကြီးပါဖြောက်ချင်တယ်ဆိုရင်လည်းရပါသေးတယ်ကျွန်တော်တို့မောက်ရက်လက်ကလေးလေးနဲ့အခုလိုမျိုးလေးကျွန်တော်တို့ဖိဆွဲလိုက်ပါမယ်ဒီနေရာလေးတွေမှာတော့ကျွန်တော်တို့အတက်နိုင်ဆုံးညီညီလေးဆွဲပေးရပါမယ်ဒါလေးကျွန်တော်တို့ကဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ remove ဆိုတာလေးကျွန်တော်တို့ထပ်လုပ်လိုက်ပါမယ် processes ဆိုပြီးတော့ဖြစ်နေလိမ့်မယ်ခဏလေးကျွန်တော်တို့စောင့်ပေးရပါမယ် ခနာလေးစောင်းလိုက်တာနဲ့တပြိုင်နဲ့ဒီမှာကျွန်တော်တို့ဓာတ်ပုံထဲမှာဝါတာမတ်တွေကိုသူကအော်တိုပျောက်ပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ကိုယ့်ရဲ့စိတ်တိုင်းကြကျွန်တော်တို့ရသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ကျွန်တော်တို့ download ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်။ download ကိုနှိပ်လိုက်တာနဲ့တပြိုင်နဲ့ဟောဒီမှာကျွန်တော်တို့က download ဆွဲသွားပြီဖြစ်ပါတယ်။ဒီတော့ down ထားတဲ့ဓာတ်ပုံတွေကဘယ်နေရာမှာရှိလဲဆိုရင်တော့ file explorer လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်မယ်။ download ဆိုတဲ့အထက်မှာကျွန်တော်တို့ down ထားတဲ့ဓာတ်ပုံလေးတွေရှိပါလိမ့်မယ်။ ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင် water map ဖြောက်ထားတဲ့ဓာတ်ပုံလေးရယ် water map မဖြောက်ရသေးတဲ့ဓာတ်ပုံလေးရယ်ကျွန်တော်တို့ရရှိလာပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်လိုက်ပါမယ်ဒီရဲ့ဓာတ်ပုံလေးကပုံမှန်အတိုင်းဆိုရင်တော့အဖြူမဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ပထမဆုံး AI သုံးပြီးတော့မှ color အရောင်တွေတွင်းခဲ့လိုက်ပါတယ်ကလာရောင်သွင်းလိုက်တဲ့အချိန်မှာ water map လေးတွေပါနေတာဖြစ်တဲ့အတွက် နောက်ထပ် AI website လေးတခုကိုသုံးပြီးတော့မှ watermark လေးတွေကိုကျွန်တော်တို့ဖြောက်ပြပေးခဲ့တာဖြစ်ပါတယ်။အားလုံးနားလည်မယ်လို့ထင်ပါတယ်။ဒီရဲ့သင်ခန်းစာလေးရလက်တွေ့ကျွန်တော်တို့အပြင်မှာဆိုရင်လည်းအသုံးချတတ်မယ်ဆိုရင်အရန်သုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။ အကယ်၍ကိုကိုတိုင်လေ့ကျင့်ပြီးသွားပြီကိုလည်း AI ကိုအသုံးပြုပြီးတော့မှအဖြူအမဲဓာတ်ပုံလေးတွေကိုကာလာသွင်းတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်တင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ